င်္ဂလာပါရှင်ကျွန်တော်ကတော့အန်နီဖြစ်ပါတယ်ဒီနေ့မှလည်းဆရာမေကိုနိုင်ရဲ့နောက်ကြည့်မယ်ဝတ္ထုလေးကိုအပိုင်းခွန်ဆက်ပြီးတော့ဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်အပိုင်းခွန်အခန်း30ကဆက်ဇလန်နားထောင်ကောင်းတော့အိမ်ကလာခေါ်၍မကြည်မလင်ဖြစ်သွားတဲ့သည့်မိမတို့ညနာမျိုးဖြင့်ညို အင်းရှိထွက်လာသည်ကိုမြင်၍အုံသိမ်းမကြေမနှက်ချက်အဆိုင်ခဲမှ ပို့ကြီးမလာပြီးရင်တွင်းကျက်လာသည်။ဘာလဲဟာနေပူရတဲ့အထက်ကြည်စန်းခိုင်းတကြံဆိုတဏီကုံမန်းတက်မှရှိနေတတ်တဲ့ညိုကဒီလိုအခုတော့ပြောရသလား။နင့်ကိုရေပက်မလို့ဟဲ့နင်ကဘာလို့အိမ်ထဲအောင်းနေရတာလဲ။ဘာမှမဟုတ်ပါဘူးခါပြင်းလို့အုံသိမ်းရဲသည် ငါသိပါရဲဟုသောမျက်နှာကိုညုံမြင်၍ပိုးမလုံမလဲရှိလာသည်ကဲလောင်းဟာဟုဆိုကအိမ်ပေါ်မှဆင်းလာ၍ရေလောင်းလိုက်ရသည့်တိုင်အုံသိမ့်ရင်တဲမကြည်နပ်မှုကပြောက်မသွားသည်ဟာဟုတ်တယ်ညူဒီမှကြည်စမ်းအတိကင်းတွေတန်းပြီးထွက်လာတာငါးလုံး၆လုံး၇လုံးဟာခွေးမကြီးခွေးလေးတွေပောက်တာထက်တောင်ညာသေးတယ် ဖေတောင်းတအံ့တောဘူးစင်အောင်မမော့ခါရေတွက်နေသည်ညိုကညိုမပြောဘူးလားဟုအလွန်ကြည်နဲ့သောမျက်နှာဖြင့်တုံ့ပြန်၏ဖေတောင်းသည်ဘူးစင်တွင်ဆွဲထားသောအမဲရိုးကိုလက်ဖြင့်တို့ကအမဲရိုးချိတ်ထားလိုက်တာနဲ့ညုံနေတဲ့ဘူးစင်ကဒီလိုပဲအသီးတွေထွက်လာရောလားလေးငါးရက်ပဲရှိသေးတယ်ချက်ချင်းတက်တည်ပြတာပဲဟုအံ့ဩမပြေထရွနေ၏ အမေဒါတောင်တချို့ရေထုတ်တွေဆွဲကြသေးတယ်။ညိုထိုးတို့အဖြစ်ဖေတောင်းကအတော်ဆန်းကျဲတဲ့တဘာဝဓာတ်ပြုမှုပဲဟုမှတ်ချက်ချ၏။ခြံနောက်ဘက် CEO တွင် ကဲ့၍ချောင်းနေသော အုံသိန်းဘဝင်မကြစဉ်းစားနေသည်။ပြည့်နေလဲတော်သားဆစ်ဆစ်လဲဆိုသေးရဲ့ဘူးပင်တဘာဝတောင်နားမလည်ဘူးဆိုပါလားဟုတွေးမိ၏။ဟိုအလုံးဟုဆိုကား ဖေးတောင်းလက်ညှိုးညွန်သည်ညူကအထိတ်တလက် သူ့လက်ကိုဆွဲ၍ဟာလက်ညှိုးနဲ့မထိုးရဘူးပုတ်ကုန်မယ်ဟုတားဤဖေးတောင်းဟဲ့ပက်ပက်ရဲကလာပြန်ပြီဒါတော့မဖြစ်နိုင်ပါဘူးလက်နဲ့ထိတယ်ဆိုဟုတ်တော့တော့ဟုမယုံသလိုလုတ်ပြန်ဤညူကမယုံရင်နောက်နေ့တွေကြည့်ခုပြောကသူ့လက်ကိုဆွဲထားစေဖေးတောင်းအငိမ့်မနေပဲ နောက်တစ်လုံးညှို့လက်နဲ့ထိုးကြည့်စမ်းဟုခိုင်းပြီးညှို့လက်တစ်ဖက်ကိုပြန်ကန်၍ဘူးကင်းကိုလက်ညှိုးညွန်ခိုင်းသည်ဟင့်အင်းဟုညင်ရင်ရေကမောကပုတ်ကုန်မယ်မပုတ်နိုင်ဘူးဟုညင်ရင်နှစ်ယောက်သားတွန်းတိုက်နေကြ၏စီယိုအပေါက်ကွယ်သွား၍နေရာထက်အ၍အုံသိမ့်ချီမှာညက်ခနဲခန်းစားလိုက်ရ၏ခရာစုတစ်ချောင်းစိုက်သွားခြင်းပဲနောက်ဆုံးတစ်ချောင်းကလည်းညက်ခနဲ ုံသိမ့်ရင်တည်းစူသွားသည်အဲ့ဒါဘာစူးဟု ခေါ်ရမည်လဲအုံသိမ့်မသိနင်တို့မပေါ့နဲ့နော်ငါရင်ပူတယ် အုံသိမ့်က ဟုဆိုကနောက်ရောက်ခံစုံစမ်းသည်ဟုအတိပဲရှိသည့်အင်္ဂလိပ်စကားဖြင့်မက်ခင်အေးသတိပေးသည်တောက်ရီအိုးမှခတ်တောက်မိသောရည်သည် သူမတို့ရောက်နေရာတောရကျောင်းနောက်စီးနေသည့်ချောင်းရည်ပမာနောက်ကြည့်သွားပြီဟု ညိုခန်းစားလိုက်ရ၏ဖေတောင်းမှာဟာဟုရေရွရင်တောသားဖေတောင်းလိုပဲတိမာပဲပူစရာလိုလိုသေးသလားဟုဈေးစစ်သည်မက်ခင်မှာချောင်းကပါရွှွန့်နှင်များသည်ခဲလုံးတလုံးကန်ချလိုက်ရင်မတင်နဲ့လျှော့မတွက်နဲ့ကိုဘဝကိုတိအနေထိုင်မတက်တာနဲ့မိခိုးကြွက်လျှောက်ပေကုန်မဲဟုစိုးရိမ်တကြီးပြောနေသည် ညိုနှင့်ဖေသောတယောက်မျက်နှာတယောက်ကြည်ကြသည် နှင့်ဖေတို့ပါစိတ်ပူသွားရင်ပို့ဆိုးမယ်ညိုငါပြောတာစဉ်းစားကြည့်ထို့တို့သာပြောခဲ့ပြီးမခင်အေးဖယားပန်းများရေသွားစေနေသည်တို့ရကြောင်းဝင်းတစ်ခုလုံးကြီးငဲ့တန်နှင့်အေးစည်းတန်သာကြည်နူးဖွယ်ကြားနေရတော်လဲသူတို့မตายရနိုင်တို့ပြုံးမဲ့တောင်မကြမ်းရသေးဘူးဟု ဖေသားရေရွမိသည် တန့်စင်နေခဲ့သောညို့မျက်နှာမှာတောကဘူးကြောင့်နွမ်းကျသွားသောကြာဖြူတပွင့်နှင်။အုံသိမ့်ဖေကအရက်လူကြီးပေါက်ရောက်တယ်ပြီးတော့ပါဝါလဲတိတ်ပြချင်တာဟုညို့မတက်မတားရေရွတ်နေ၏။မခင်အေးကငါတို့တောင်ကြောက်မှဖြစ်ကြတော့ကပါသလားမပါနဲ့နော်အလကားနေရင်ဒုက္ခရောက်မယ်လို့ချင်းချောက်သေးတယ်ဟုလှမ်းပြော၏ဘလို့လောက်ကြမလဲဟု စကားသံမထွက်ပဲမင်းနေတော့ညို့မြဝံများအတွက် သူ့မှာအဖြေမရှိအဲ့ဒီမှာအောင်သိန်းကကြောင်းသားမဟုတ်ဘူးလားလက်တွဲလို့မရဘူးလားဟုသူပြန်မေးမိသည်ဟာလေးတန်းတောင်မအောင်လို့ကြောင်းထွက်ထားရတာသူ့မိဘတော်တထေးဆိုပြီးဘာမှလည်းလုပ်တာမဟုတ်ဘူးတွားစီရုံဘုမစင်စားနဲ့အဲ့ဒါမှဒုက္ခအထုတ်ဖြစ်ကြီးရအစ်စ်ညိုဤစိတ်ပြက်လက်ပြက်အဖြေစကားကြောင့် ဒီနီလန်းကို သူစွန့်လိုက်ရသည်ငါအုံးသိန်းကိုပြောထားရလဲမမေ့နဲ့အောင်တော်သားဖေတောင်းကကြက်လဲပြေးတာမဟုတ်ဘူးလို့လှိမ့်ထားရတာမရှောင်သာလို့တွေ့ရင်ယူပေါ်ပေါ်လုံနေလိုက်မက်ခင်ရင်စကားကြောင့်သူတို့ခါတိုင်းလို့မပြုံးနိုင်မရေနိုင်ညိုတို့အိမ်ကိုမလာတာအကောင်းဆုံးပဲဟုမက်ခင်အေးစကားဆက်ချင်းကြောင့်ဖြစ်သည် အချင်းဒီမှန်ကိုသဘောပေါက်နေကြသူများပြီးပြီး ဈေးမစစ်ဝင်ကြတော့ညိုသည် ရှင်ကလေးများဆွေကနေခုံသွားသည်ကို မော့ကြည့်လျက်ရင်ထဲပေါ်ပါရမည်အစားချောင်းဆက်ရှုံပြင်းနဲ့ရှောက်ရသလိုလေးလံခက်ခဲသောခြေလမ်းများဖြင့်ဖေတော်ပါမှခွာသည် ဖေတော်လိုက်လို့စိတ်မရှိတော့ဝါခုံတန်းလေးပေါ်ကြွေကနေထိုင်ချရင်ညို့ကြောပြင်ကိုလှမ်းကြည့်ရာ စံသားရှိများတထွေကြီးရုတ်ခနဲ့သိမ့်၍သူ့ကိုလှည့်ကြည့်သည်ညိုနှင့် အကြည့်ဆုံးပြန်၏ဆွန်လာပို့ရင်တောင်တင့်မမလားငါသဘောကတော့ဖီတောင်တောပြန်သွားပြီလို့ကြီးညာလိုက်ချင်တယ်ဒါမှမျက်ခြေပြတ်သွားမှာမခင်ရေစကားကိုသူတို့ကန့်ကွက်ပြစင်နိုင်စွမ်းလဲမရှိတော့ညိုကသူ့အားတောကအပူချမှကြိုးစားနှစ်သိမ့်သောမျက်ဝန်းများဖြင့် ညူပြစ်တော်မထားပါဘူး။လျင်ကြည့်ပြီးလာခဲ့ပါမယ်ဟုပြောခဲ့၏။သူဟမ်မဆောင်စတန်းခြေပြက်လက်ပြက်ကြံရစ်ခဲ့သည်။နှစ်တန်တွေကနားညီး၍ရှင်ကလေးတွေကိုမျက်စိနှောက်စရာဟုသူထင်သွားပြီဖြစ်သည်။အခန်း၁၁တိတ်ဆိတ်သောຫນွေညကိုတိမခံနိုင်သည့်နေဒေါ်တင်တင်ရက်ခန့်ရင်စကားဆ၏။ ညောင်လဲကြော့တကောင်ပြောက်နေပါလားအိမ်ကညောင်ညူကျွဲမနဲ့ပေါင်းပြီးကုယုကာရရေလောက်တာမမြင်ရတော့ခက်ချောက်ချောက်ကြီးတဦးမြင်နေသောရေဒီယိုလိုင်းကိုဖမ်းနေရမှဥရှိခင်မှာဒေါ်တင်တင့်စကားကိုခြေကုံလပန်းကျနေပြီထင်တယ်ဟုထင်မြင်ချက်ပေး၏ခြေနောက်ထဲဝင်ပြီးလူလူလိတ်လိတ်မအိမ့်နိုင်သေးသောညူမှာအသာချ၍အခန်းတွင်ပြတင်းဝမှာချွဲ့ရက်သည် နှွေညသည်လမရှိကျင်းညာဖြင့်သာနှစ်သိမ့်အလှဆင်နေရသည် သူမကျဲပွင့်များကိုငေးလျက်တကူရင်အတမ်းမဲ့စကားပြောဆိုမိ၏ကျဲတွေမှလည်းကျဲလူကြီးကျဲကလေးတွေရှိတယ်ဒူဝန်ကျဲကအဖိုးကြီးမှုတနေရာတဲ့ငုတ်တုတ်ထိုင်စဉ်းစားနေတာပေါ့ခုနှစ်ဆင်ကျဲကကလေးတွေမှုဂုံမိုးစီတဲ့ကစားနေကြတာ အချိန်မခိုင်ပဲလိမ့်ကျသွားတဲ့ကျဲတွေမြင်မှုပါတယ်။ဒါပေမဲ့အဲ့ဒီထဲမှာလူတွေအတွက်အသုံးတည့်လို့နာမည်မှဲ့ခံထားရတဲ့ကျဲတွေတပွင့်မှပါမသွားဘူး။တကယ်တော့ကျဲတွေရဲ့ဘဝမှာအဖို့နီးတာအဖို့ဝေးတာအရေးမကြီးပါဘူး။လောကအတွက်အသုံးဝင်တဲ့ကျဲဘယ်တော့မှမကြွေတာသိကြပါရဲ့။ ထိုစကားကို သူမပါကြောင့်ဖေတောင်အားပြောရှင်နေမှန်းမသိထို့ကြောင့်ပင်စာအုပ်နှင့်ဘောပင်ယူ၍ထိုအတိုင်းရေးချမိသည်လက်ကန်းစာဆောင်ကိုအပိသက်ဒီဇိုင်းချစ်စင်ပြီးပြီထွန်းတက်နှင့်သူရတို့ပေးခဲ့သော စာမှုများအားလုံးထည့်ပြီးသည့်တိုင် သူမှာအလုံးမရှိဖြစ်နေ၍စာဆောင်မျက်နှာစာကိုအနာဂတ်ဒီဇိုင်းအကြနာထက်ဆွဲနေမိသည် စာစာအတွက်လိုအပ်သော ်တင်ကြီးသားများပြည့်စုံပါလျက်သူထိုင်ရာမှမချဖြစ်သည်နေချီနုပျောက်ကြားဝင်နေသောတောရချောင်းရှုခင်းကိုအညောင်းဆန့်ရင်းကြည်နေမိ၏အုံသိန်းကစိတ်ချတာမဟုတ်ဘူးနောက်ကလိုက်ချောင်းနေလို့နေရာပါတိသွားအောင်မယ်ဟုညိုးပြောခဲ့ဘူးပြီမို့ဆွန်ချိုက်ပို့ရန်မရောက်လာသည့်နေများကိုလည်းသူအပြစ်မတင်မိတော့တကူရဲဧကစာရင်းကျင်သားရနေပြီးခါမှ တကြားမင်းလွတ်လိုက်တော့နတ်သမီးကြောင့်ကြင့်နေတော်တရားများပြက်ခဲ့ရသည့်ယတိတပါးအကြောင်းသူဖတ်ရှုမိရင်မပြုံးချင်ပဲပြုံးမိသည်နားထဲတွင် ကြားရောက်သည်လားမှတ်မိနေသော စပိန်ခေါလောင်းတန်ကချွင်ကနေညီလိုက်သည်မှာသူကြားဘူးချင်းမရှိသောနတ်ဆောင်တန်ပင်မိမိမထင်တကယ်ပင်ကြောင်းဝန်တဲ့ချိုးကွေဝင်လာသောခရမ်းနုရဝင်းဆောင်ဖြင့် ဆန်ရွယ်များဝင့်ခနဲလွင့်လာသည့်အရိတ်ကိုကလစ်ခနဲလှမ်းမြင်လိုက်ရသည်သူစားဆောင်မှုကိုသိမ်းလိုက်ပြီးရောင်းဆောင်ကြောက်တုံးများမကြီးမညာပုံနေသည့်ရေမြောင်းနှပေးကြိုရလိုက်သည်ညိုမာသူ့အပါစပိန်တောက်ထောက်ရင်ပြင်းနေပြီလားဟုဂယုဏငွေဆိုင်သော လေတံဖြင့်မေး၏အဖော်ရှိပါရဲ့အထီးကျန်ခြင်းလေမင်းရဲ့မပြုံးသူ့အဖြေကို ညိုကနားလဲလောက်သောမျက်နှာဖြင့်အချိန်ကြီးရလက်မှတ်လာရတာဟုပြောသည်ကိစ္စမရှိပါဘူးနားလဲပါရဲဟု သူပြန်ဖြေရာညိုကသမီးကိုမျှော်တာထက် အဖေကိုတန်းတနေမှာညူနားလဲပါရဲဟုစာနာသောအတန်ဖြင့်ပြောကားသူ့အားမော့ကြည့်သည်ရေကြီးကြီးများခပ်ပါပါစီးနေသောတထောင်ခန့်ကျောက်စီအမြောင်းကလေးနှစ်ပေသူမလက်နှစ်ဖက်က ပဝါပြနဲ့နဲ့အယောင်ကိုစုကင်ကရက်နေသည်ချောင်းကပါဘမတက်လာတော့လေပင့်ထူထား၍သူမဆန်ရွယ်များနှင့်ပဝါဘားပြပြကလေးမှာရောထွေးရှက်ရှက်ရုံထွက်ချင်နေကြ၏တကယ်လို့နှွေးမြင်လေးတွေနဲ့တူတဲ့ညလုံးတစ်စုံသာအထီးကျန်ချင်းမှရှိမယ်ဆိုရင်ကိုတယောက်တည်းအငဲနေရဲပါတယ်သူမမျက်ဝေါများကိုလွမ်းဆွစွာ ငုံချီရင်ပြောသည့်စကားချနီးရကိုတွေ့ရသည့်နွယ်ပင်လေးများအားညုံမြင်ရလျက်ရှက်ချင်းမဟုတ်တာတည်ကြသော ခံစားမှုတစ်ခုကိုနှွေးထွေးစွာခံယူလိုက်ရသည်ကျက်စီပုံပေါ်တင်ထားသည့်စွန့်ကြိုင်ကိုနှမ်းယူရန်ကြံမိပါလျက်မလှုပ်ရှားဖြစ်ပေသူ့စကားကိုသာဆက်လာနုံနုံညော်မိ၏ အပြင်မှာနေပူလာပြီနေစွန်းစားချိန်ဆိုတော့ညိုနေပူတဲ့လာခဲ့ရတာချွေးတောင်ဆို့လို့ညိုပင်မဲနာကို ကိုစိတ်မကောင်းပင်မဲ့ကိုဝမ်းသာမိတာကိုတော့ပြောပြရစီညိုရဲ့အရင်နေ့တွေကလည်းလာချင်ပါတယ်တတိလည်းရနေတာပဲမဖြစ်သေးလို့ပါဟုတ်ပါတယ်လာလာစွန်းရင်ကတ်လိုက်ကြရအောင်သူတို့ဂျိုင်းဆွဲအเจ้าမော်တက်မြေအပြုစွန်းစားချိန်သာအเจ้าတို့လာ၍ ဝေယဝစ္စပြုလို့ရှိသောចောင်းသားလေးပြေးလာယူရင်ဆရာတော်ရေချိုးနေတယ်ဟုပြော၏သူတို့ចောင်းပေါ်မတက်ဖြစ်ပဲရေကြည်မြောင်းနှစ်ဘေးသာပြန်လျှောက်လာကြသည်တောင်ပိန်းထဲပင်လာဒူးရင်ဩဇာပင်ကလာမသိရင်နှံ့တင်းတင်းဖြင့်မှုန်းထုံသောနေရာဝဲညို့တို့အဖေနဲ့အမေကဆုံးမပိုခိုင်းဘူးလားဟုသူမေးသည် ခိုင်းတာပေါ့ညို့လည်းအမှန်တိုင်းပဲပြောလိုက်တော့တယ် လို့မဟုတ်ရင်ဟိုတရားအနေရကိုမတိမဲနေမှာစိုးလို့အဲ့ဒီတော့အဲ့ဒီတော့အမေတို့ကလည်းတခါတလေမှ သွားချင်သွားပေါ့တဲ့တိသွားလို့မဖြစ်ဘူးတဲ့အင်းလေးကြောက်ကြမှာပေါ့ကိုနားလဲပါတယ်သူ့စကားကြောင့်ညိုဆက်ခနဲမော်ကြည့်သည်ညိုမျက်လုံးများအယောင်မှန်၍ဒီလိုမဟုတ်ပါဘူးခုဖေးတောင်းအတွက်ပါညိုတို့ကရှောင်ပြောရင်ရပါတယ်သူက အဟုသာမှားမှန်းသိ၍အာတုံအာနာဖြစ်မိသည်ညိုခြေလန်းကိုရက်၍ညိုတို့စေနာကိုနားမလဲဘူးဟိုကဆက်စုနေပြီဒီထက်ပုံမသိငါဖြစ်ပြီးစွတ်စုံစမ်းရင်ဘသူဒုက္ခရောက်မှာလဲညိုပြောတာလည်းနားမလဲဘူးဟိုကဘလောက်တောင်သိကျင်နေရဲ့မှတ်တယ်လဲညိုသည်မထူးတော့ဘီဖြစ်၍အဘမောင်မြင်ခဲ့တော့အုံသိတိယတကောက်ကောက်ချောင်းနေပုံကိုပြန်ပြောပြလိုက်သည်သူအံ့ဩပြီး ဟုတ်လားဟုသာမေး၏ညူလဲလာခြင်းတာပေါ့ညူတို့နှစ်ယောက်ပေါင်းမှပျော်စရာကောင်းတာပါညူတယောက်တည်းအိမ်မှာပြောနေရထင်လို့လားဟုဝမ်းနေတန်ဖြင့်မေး၏သူသည်ညို့မြက်ဝန်းများကိုတေချာကြည့်၍ဒီမှာညို့ကိုမှားသွားပါတယ်ခုပြောတာနားထောင်ပါအောင်ဟောဒီရေကြည်မြောင်းကလေးကိုကြည့်ကြည်လင်းပြီးအောက်ကကြောက်ရွံ့ဆောင်တွေကိုမြင်နေရတာဟူမောင်မှာဒေါင်းကားလေးတွေ့လား ရေမောပင်ကလေးတွေစိမ့်လို့ကြားတယ်ဘလောက်ချီနူးစရာကောင်းလဲညွမျက်လုံးလေးကအရင်ကဆိုအဲ့ဒီလိုပဲ အငဲကြည်လင်ချီနူးစရာကောင်းတာပါကိုကြောင့်ဖြစ်ဖြစ်ဘသူကြောင့်ဖြစ်ဖြစ်ဟိုချောင်းရီလိုနောက်ကြည့်မသွားစေချင်ဘူးဒါကိုဆန္ဒအမှန်ပါညိုရဲ့ခုမသွားတာစိတ်ထဲမထားပါနဲ့တော့ညွမျက်လုံးလေးဒီရေကြီးများလို့ကြည်နေတာပဲတွေ့ဖရစေသူစကားကြောင့်ညိုမ သူအားမောကြည့်ပြန်၏ခရမ်းနုရောင်အင်ကြီးခရမ်းပြရောင်ပွင့်ရက်ထမိန်နှင့်ညိုဤခန္ဓာမှာအယောင်များဟက်နေသောရေကြည်မြောင်းလေးလိုပင်ညို့မျက်လုံးများခရမ်းပြလက်လက်တန်းလာက အနေထိုင်လာ၍ကြည်လင်လာသည်ဟုသူမြင်သည်ဖြက်ကနေသူတို့ခြေရင်ပြုတ်ကျလာသောအရာအားညိုထိတ်လန့်၍ခြေကို ရုတ်ခါလှမ်းကြည့်သည် ပုတ်တင်ညို့ခေါင်းစိမ့်တကမြေပေါ်ကျပြီးထွက်မပြေးပဲ ခေါင်းတညိညိလုတ်ပြနေသည်ကိုတွေ့ကြရ၏။သူညို့အားလှဲ့ချီ၍ပြုံးပြသည်။ညို့နှက်ခမ်းများမပြုံးခင်မျက်လုံးများအရင် ပြုံးလာသည်ရောက်ရာ။ဒီဒေသတွင် သူ့လိုလူကိုမှဒီမိန်ကလေးမရွေးချယ်လေ။ဘယ်နဲ့သားကိုမျှော်မည်နည်း။အုံသိဘလို့မှစဉ်းစားမရ။ရုံပိုင်ကြီးသမီးလို့သာခေါ်စရာရှိသည်။ရွှေတဲ့ပင်တခါတရံတည်တည်ငြိမ်ငြိမ်ဝတ်နိုင်သူက အုံသိမ့်လိုရွှေချိုးတုတ်တုတ်မွေပေါ်ကြွယ်ကြွယ်ပြီးတော့ဒီနားတဝိုက်အုတ်တိုက်ဆွေဆို၍ဒီတလုံးသာရှိသောဂေဟာကိုမှပိုင်သူကိုပုံမှန်ထက်မပိုလားနားမလဲစရာဖြစ်နေ၏ညူကဘာကိုကြီးကြီးကျယ်ကျယ်မှန်းလို့လဲဟူသောတခါကသူ့အမေကိုမခင်အေးကပညာလည်းရှိဖို့လိုမှာပေါ့ဟုမရေမရာဖြေဘူးသည်အုံသိမ့်ပို၍မကြည်နဲ့ပညာဟုတ်လား အဲ့ဒီပညာတက်ပြီးတော့ဘာလုပ်မှလဲပတ်စံကိုအဲ့ဒီပညာနဲ့ရှာမှာပဲမဟုတ်ဘူးလားပတ်စံဥစ္စာရှိပြီးသားလူကရေကြည်တွင်းပိုင်ပြီးသားပါပညာတဲ့နဲ့ဆိုတာရေတွင်းကို အပင်ပန်းခံပြီးတူးနေရတဲ့သူတွေရေထွက်မထွက်တောင်မသိကြဘူးသူနားလေတယ်လို့စဉ်းစားမိသည်မပိုခေါင်းရှုပ်เสียဖြစ်လာသည်တခုရှိတယ်ကွမိမဆိုတာသူတို့စိတ်ချမ်းသာအောင်ပြောတတ်လုပ်တတ်တဲ့သူအပေါ်ตายရတတ်တယ် မင်းကညိုနဲ့နီနီဆက်ဆက်ရအောင်လိုက်ပေါင်းပေါ့ကွာ သူစိတ်ချမ်းသာမယ်ထင်တာရင်းများများလှုပ်ပြီးကြာတော့တန်ရုံးစင်ဖြစ်လာရောငါပြောတာမယုံရင်စမ်းကြည့်ဟုတ်နိုင်သည်ဟု အုံသိမ့်ထင်မြန်သည်ပြောသူကမိမနှစ်ယောက်ရပြီသူဘာမှလည်းဟုတ်တိပတ်တိဘာလုံးမှလည်းဟုတ်တိပတ်တိမရှိဆိုတော့ဒါမှန်နိုင်သည်ဟုအုံသိမ့်ယူဆလိုက်သည်ဝင်းဘူးကွာဘသူမှခင်မဆိုင်နဲ့ကြိုက်မရှက်ငိုက်မရှက်ပဲဟု ထက်ဆင့်တွန်းအားပေးလိုက်၏။အုံသိရွေသွားသည်။ကာလန်ပေါ်ဆင်းလိုက်သည်နှင့် အုံသိနှင်းလာသောစပိန်နှင့်ဘွားကနေတွေ့ပြီးညိုယင်ထိတ်သွားရသည်။ဘဲလဲဟု အပြုံးဖြစ်မိသည်ကိုဘလို့ပြန်တုံပြန်ရမှန်းရုတ်တရက်စဉ်းစားရသည်မှာပင်မလှပါပြီ။အုံသိဟာသို့သမာအတင်းရှောင်လိုက်ရင်ရှည်ရမ်းရမ်းမယ်ဟုသောမက်ခင်၏စကားကိုလိုက်နာမိ၍စွန့်ပုတ်မလို့လေဟု ပုံမှန်ပြောလိုက်ရသည်ဘယ်ကြောင်းလဲတော့ရကြောင်းဟာတော့ပဲငါလည်းအဲ့ဒီမရောက်တာကြားပြီကျောင်းဝန်းတဲကဇေဒီလေးကိုဝင်ဖူးလိုက်အောင်မယ်မူကျူးပြစ်တောင်ခွာမီမဟုတ်သည့်တောက်တဲ့ကက်နေပြီဖြစ်၍ညိုကအင်းဟူတာတုံ့ပြန်ရင်ကုစမင်းကိုမပြက်နင်းလာသည်အုံသိန်းကရေမောင်တန်းနင်းလာရင်ဧည့်သည်ကြီးပြန်သွားပြီလားဟုပြုံးဆဆမေး၏အင်းဟူတာမဖြည့်ချင်းဖြည့်ချင်းဖြည့်လိုက်ရသည် ကျောင်းထဲမှာပပင်းတိုးရင်တော့ဒုက္ခပဲဟုသူမပူပန်နေရင်ငါလူရှင်းမှထွက်လာတာဘယ်ချိန်ကလေးကချောင်းပြီးစောင့်နေပါလဲဟုအလိုမကျဖြစ်လာပြန်သည်ကျောင်းဝန်တဲ့စပိန်ဝင်လာကလေးကပြုံညူရသောခံစားမှုမှာညမျက်နှာပေါ်မှာဆူးရွံခြင်းအရေးအယောင်ကြောင့်ပူပန်မှုဖြင့်ဖေးတောင်းပြောင်းလဲခံစားလိုက်ရ၏ရလိုက်သည့်အခွင့်အရေးလေးတွင်ညှိပြလိုက်သည့်ညှို့ချက်ပေးမှုကြောင့်ဖေးတောင်းကိုရှိန်တက်က အတာပုနေရသည်မောင်အောင်သိန်းဆိုတာဒီပုဂ္ဂိုလ်ပဲနေမှာဟုချက်ချင်းခက်မှန်းမိသလို နောက်ဆက်တွဲပြဿနာများကိုရှောင်ရမည့်အသည့်ကြောင့်သူဆန္ဒအလုံးကို ချိုးနေကတွဲရကြောင်းအစွန်အဖျားဘက် သွားရှောင်နေလိုက်ရသည်ဒီတနေ့အတွက်သာညှို့လင်းချက်กินချင်းမဟုတ် မနေ့ပြန်ပေါင်းများစွာအတွက်လဲသူသည်ညှို့မျက်လုံးလေးများအစာရည်ကြည်မြောင်းကိုသာ အလွမ်းပြေကြည့်ရတော့မည်ဟုနားလည်လိုက်သည်ဟုတ်ကဲ့ပါဆုံးထိလိုက်ပါနာဆင်ပြကြရဲအားလုံးကိုကျေးဇူးထူးတင်ပါတယ်ရှင်အနောက်ပိုင်းလေးမှာပြန်လည်ဆုံတွေ့ပါအောင်မယ်ရှင်